ပဲယနေ့တော့ငွေပြီးပိုင်းလို့ကြံနေခဲ့တဲ့ NUG အစိုးရအနေနဲ့တော့ဘုန်းကြီးတို့လိုပဲပြောပါတယ်နိုင်ငံရေးမှာနော်ဆိုတော့အဲ့တော့အဲ့လိုကြံနေခဲ့တဲ့အစိုးရပိုင်းဟာတတိပြောနဲ့လှုပ်လို့ရတယ်တော့လှုပ်လို့ရပါလေနဲ့ကိုသားသမီးတွေကဲ့သို့တိုင်းသူပြည်သားတွေမှာလူငယ်တွေတပိပွားပေးနေပေါ်မှာတတိပြောရင်တော့ဘုန်းကြီးတက်တယ်ပြောမယ်စာနာစိတ်အားနေပါတယ်တိုင်းသူပြည်သားတွေမှာမေတ္တာ ရှိတယ်လို့ဗဇက်ကပြောမယ်လေမေတ္တာရှိတယ်လို့ဗဇက်ကမြည်ပေးမယ်နှလုံးသားတွေကလာပြီးတော့လက်တွေလှုပ်ဆောင်ချက်တွေတော်တော်ကို အားနေခဲ့မဲ့တော့တွေ့ရမှာအဲ့ဒါဟောမွေဥကောင်းလို့ဖတ်တဲ့ခံလိုက်ရတော့မွေပြီးပိုင်းလို့လှူရှားတဲ့ပုံကိုယ်တွေကအသက်ဝင်ပြီးတော့မှလှူရှားမလာပဲနဲ့ဒေါ်စားစုရှိတဲ့ပုံကြီးတမနာဝင်းမြေဆိုတဲ့ပုံကြီးကိုပဲပြည်သူလူထုကိုပြထားပြီးတော့မှ ယနေ့မိမိတို့ရဲ့လှုပ်ဆောင်ချက်ကတော့အင်မတန်ကိုနော်တတိပြောရင်တော့စေနာလဲနဲ့ညံ့လဲညံ့ဖြစ်နေတယ်လို့ဆိုလို့ဒီနေရာနေတဲ့တယ်ပဲပြောပါတယ်ဆိုတော့အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့တွားနေလို့မရဘူးကိုကခေါင်းဆောင်ဆိုတာဘာလို့တော့ဆိုတော့တိုင်းပြည်သားရဲ့ကျိုးကိုရဲ့တော့တတ်သားတွေဟုတ်လားပြည်ထောင်တတ်သားတွေနော်တပိပေါ်ကပြနေတယ်ချူသောပကပပါပါလေးကွာဘာချူးစီပါမှမရှိဘာခွန်မှမကောက်ပါဘူးဆင်းရဲနေတာခက်ခဲနေစောင်းနေလူမှုတွေကြမ်းမာရဆာခက်ခဲနေတယ်ညရောရှိတယ်တချို့ပကပပါပါလေးခွန်ကောက်လို့ရတယ်တတိဖြစ်နေဒါတွေကမတို့တော်လိုင်းမှာမျှဝင်မယ်ဆိုရယ်စိတ်နေစိတ်သားတွေအင်မတန်ကိုရှိဖို့လိုအပ်ပါတယ်ကဲကောင်းပြီအခြေရလိုအပ်ချက်တွေညရောရှိခဲ့ပြီအဲ့လိုအပ်ချက်တွေကိုပြုပြင်ပြီးတော့မှယနေ့တော်လိုင်းရဲ့ချူးစီပါရနော်ပ ြည်ပြည်ပါလူထမ်းထားတဲ့တော့များစွာသောအမေရိကန်ဒေါ်လာဒါတန်ချေရလို့ညင်ညာခဲ့တယ်ခင်ဗျာကြောင့်ထောင်ချီပါပါထောင်ချော်လောက်ပါပြီเนาะဆိုတော့အဲ့လိုရှိတဲ့ငွေကြေးတွေကို ဘာသာရေးမှာအစိုးရတည်နေဥပထားပဲနဲ့တော်လိုင်းရေးမှာကလေးတွေကိုစောင်းနေရစေးစေးရပြည့်စုံလို့တော့တော်လိုင်းရေးထောက်ပံ့လို့တော့တော်လောင်းပြီးတော့လှုပ်ဆောင်တဲ့အချိန်ခါမျိုးလဲရောက်နေပြီလို့ဦးစင်းနေတဲ့ထူတိုက်တွန်းပြောကြားလိုပါတယ်ကိုရီးယား energy အစိုးရအနေနဲ့တော့ဘယ်သူမှမတော်အတိမမပြူဘူးရောက်တီမူကတော့အတိမမပြူရတော့ပဲနဲ့စစ်ကောင်စီအတိမပြူမှလည်းအာဆီယံဖွဲ့ဝင်ဖြစ်မှာမလို့စစ်ကောင်စီနဲ့ပူးပေါင်းရတဲ့အခြေအနေမျိုးကိုတိုက်ရောက်သွားနေမှာမဟုတ်ဘူးလားဒါကြောင့်မို့လို့ဘုချုံထုံးမြတ်တဲ့စကားပြောလို့ပဲ energy အစိုးရကမဟာမိတ်တွေကိုမစည်းလုံးမှုဘူးဗျာသို့တော်လည်းပဲအလုပ်လုပ်တော့အတူတူထမင်းစားတော့သူတို့ကြီးပဲမခေါ်တော့ဘူးဆိုတဲ့အခြေအနေမျိုးကြီးကတော့ချန်တဲ့သူကလည်းမယုံရဲတော့အဲ့တော့ယုံရဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ဝင်ကြီးများဟာ PDF ရဲဘော်တွေအပေါ်မှာတာသမီတွေအပေါ်ထားရှိသည့်စေတနာမျိုးမရှိဘဲ PDF တွေရဲ့ဘဝကိုလျှို့ရှုထားသည့်အပေါ်ဆရာတော်ကဝေဖန်လိုက်သည်မူအဆုံးထိနားဆင်ပေးသွားကြပါအောင်ခင်ဗျာဖိုင်သူပြည်သားတွေလျှံ့စွာလွတ်မြောက်နိုင်ခြင်းသည်ဖြစ်ပါစေလျှံ့စွာလွတ်မြောက်နိုင်အောင်လည်းပဲဒီနေ့မျိုးတော်လိုင်းမှာဥဆောင်နေကြတဲ့ခေါင်းဆောင်လေးအားလုံးကနော်ဒီနေ့လူငယ်ခေါင်းဆောင်လေးအားလုံးကစနစ်တကျနဲ့ဖိုင်သူပြည်သားတွေအပေါ်မှာ စိတ်ဆင်တာထက်သန်စွာနဲ့ကြိုးစားအားထုတ်ရုန်းကန်ပေးနိုင်ကြပါစေလို့လည်းခြေဥစွာအစ်တာပြုပြီးတော့ထိုက်တွန်းအပ်ပါတယ်။ကျွန်တော်ယနေ့တိုင်းပြည်ရဲ့တွေ့ကြုံနေရတဲ့အခြေအနေဟာဟိုတိုင်းပြည်သားတွေပြည်တွင်းထဲမှာရှိကြတဲ့တိုင်းပြည်သားတွေပေါ့နော်။ယနေ့ဒီကာလမှာယနေ့သတင်းကြုတ်ကာလတွေမှာအပျော်လေးတွေရှိပါတယ်။ဒါကိုကျွန်တော်ပြောချင်တာပါ။အာနာချင်းစနစ်ရဲ့သဘောအရတော့အာနာချင်းတိုင်းဟာယနေ့ကမ္ဘာပေါ်မှာသူတို့အာနာလုထားတာကိုမသိရအောင်တနည်းပြောရင်သူတို့အာနာလုထားတာကိုမတုံ့ပြန်နိုင်အောင်ပေါ့နော်သူတို့လုပ်တဲ့လုပ်တွေရှိပါအဲ့ဒါဘာတွေလဲဆိုလို့ရှိရင်အဲ့ဒီပြည်သားတွေကို ဖတ်စီတာဥဆောင်တဲ့သူတွေနောက်တနေ့ယနေ့တမိုင်းတောင်ဆန်းစုကြည်တို့ထည့်ထားတာပေါ့ဒါကိုလည်းပဲယနေ့နိုင်ငံရေးမှာတယောက်ကသုံးသပ်ပြတာလေးရှိပါတယ် CDN တယောက်ကသုံးသပ်ပြတယ်ဘာဖြစ်နေလဲဆိုတော့အဲ့ဒါတနေ့ပြောရင်တော့ဟိုမွေကောင်းကိုတွင်းထဲထည့်ထားပြီးတော့မှဟိုမွေကောင်းကိုတွင်းထဲထည့်ထားပြီးတော့နောက်ပြန်ပြီးတော့ပေါက်လို့မရအောင်ကြိုက်လို့မရအောင်ပေါ့နော်မွေကောင်းကိုအထဲကိုထည့်ထားပြီးတော့မှအမီပိုင်းပဲလှုပ်နိုင်တဲ့နိုင်ငံရေးမျိုးကိုယနေ့အဲယနေ့ဒီတိုက်ကြီးအာဏာလုထားတဲ့စစ်တပ်ကစနစ်တကျဆောင်ရွက်ထားတယ်ဆိုတဲ့ဇာတ်ကားပါ ဒါကလည်းတကယ်ကိုဟိုတတိချက်စီကကောင်းတဲ့အရာပါနိုင်ငံရေးရာဦးစင်းတို့ဒီခါလေးမှာမူဝါဒတွေနဲ့လှုပ်လှုပ်ချရတာရှိပါတယ်မူဝါဒနဲ့လူကဘယ်အဓိကလဲဆိုရင်မူဝါဒကမူဝါဟိုမူဝါဒကောင်းနေရအရေးကြီးပါတယ်သို့တော်လည်းပဲမူဝါဒကောင်းနေကိုတိဆောက်ခဲ့တာလည်းလူကောင်းနေပဲဖြစ်တယ်အဲမူဝါဒကောင်းနေကိုချက်သုံးမဲ့သူတွေကလည်းလူကောင်းပညာတတ်တွေပဲဖြစ်ပါတယ်သို့တော်လည်းပဲအဲလူကောင်းဆိုတဲ့အတိုင်းသူပြည်သားတွေလေးစားရတဲ့ကောင်းဆောင်ကောင်းနေပေါ့ဒီနေ့ဒီမိုက်တော်ဆက်စစ်ကြည့်လို့တို့အဲဒီနေ့တမရိုက်ဝင်းမြင့်တို့လို့အရှာအရှာသောနိုင်ငံကောင်းဆောင်တခေတ်ကို ိုစူးစမ်းအားထုတ်တဲ့ပုံစံဒီမှာလည်းမကြံခဲ့ဘူးလို့ဦးဇင်းတို့ဆိုတာမဟုတ်ပါဘူးဆိုတော့အဲ့လိုစူးစမ်းအားထုတ်တဲ့ပုံစံတွေကိုဟိုဖန်ဆီးထောင်ချထားတဲ့အခါမှာအဲ့ဒါကိုတယောက်ကအဲ့ဒါကိုပြောပြတာဘာနဲ့လူလဲဆိုတော့တော့အင်မတန်အင်အားရှိတဲ့မျိုးတွေကိုခေါင်းကိုတွင်းနေထိုင်ထားပြီးတော့မှအမီလောက်ကဘဝလှုပ်နေသလိုယနေ့ထွန်လိုင်းနိုင်ငံကြီးကဖြစ်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုသုံးသပ်တာပါဒါတာမန်ကတော့ဟိုသုံးသပ်တဲ့အခါမှာတာမန်တွေးရင်တော့ဟိုခံနိုင်ပေရာမရှိဘူးဟာငါတို့လည်းစူးစမ်းအားထုတ်နေတာပဲပြောရတယ်ဒီပါလေပြောရင်ပြောမှာတော့တော်တော်လည်းမတူပါဘူးတိုက်သူပြည်သားတွေအများစုကလေးစားတဲ့ခေါင်းဆောင်ရဲ့စကားတလုံးဟာ အဲတကူတယ်ရလည်းတိုင်းသူပြည်သားတွေပေါ်မှာကိုရိုးဆွလုပ်ခဲ့တယ်အဲတနည်းပြောရင်တော့လင်ကိုဆွငဲ့တယ်တာသမီတွေကိုဆွငဲ့တယ်တားတယောက်ဆိုရင်ဒီဒီစကားတော်ကိုပြောပါဦးဒီကမကြီးဘွားဘာကျိုးစီးပွားမှမရှိဘူးထောင်ထဲမှာဆက်ဟိုမှာပေါ့လေအခြေချိုးအပြည့်ဆက်ရှင်းနေလောက်ဖန်ခံရယနေ့လက်ဆက်တက်ကြီး2017တည်းကဖန်ခံရရတာတော့ယနေ့အထိပဲအဲ့တော့ဒီလိုရှင်နေမျိုးနဲ့အသက်70လဲပြည့်သွားခဲ့ပါပြီတိုးတော်လည်းထိုးကျိုးစီးပွားတွေဆွလုပ်ခဲ့တဲ့အတွက်ကြောင့်လည်းတိုင်းသူပြည်သားတွေကယုံကြည်တယ်ယနေ့လူမျိုးစုလူနည်းစုတွေအားလုံးကလည်းဒီကမကြီးပေါ်မှာတော်တော်များများယုံကြည်မြန်လို့နေရာကိုတွေ့ရပါတယ်တချို့ border line တချို့တချို့သောနေရာတွေကိုတချို့လူမျိုးစုလူနည်းစုတွေရဲ့နေအိမ်တွေမှာဘာသွားတွေ့ရလဲဆိုလို့ရှိရင် တော့ဒီထိုင်းဘရင်မင်းမြတ်ထိုးပါလို့ပုံနေတဲ့ဓမ္မိုက်တော်ဆန်းစုကြည်ပုံလေးတို့သွားတွေ့ရပါတယ်ဒီနေ့ဓမ္မိုက်တော်ဆန်းစုကြည်ကိုထောက်ခံနေတဲ့အနေအထားနဲ့ထိုးနေတာတွေရှိပါတယ်သို့တော့ဒေါ်ဆန်းစုကြည်ကနိုင်ငံရေးမှာယနေ့တကယ်တမ်းအခုအာဏာရှင်ကအာမကြဆုံးသေးပေါ့နော်သူ့အင်အားကနှာတပြတာပြီးတော့စုမှုထားပြီးဓမ္မိုက်တော်ဆန်းစုကြည်ကိုပြန်လွတ်ပေးပွေရတော့ဦးဇင်းတို့မမြင်တော့ပါဘူးနိုင်ငံရေးခင်းချင်းဟာတနည်းပြောရင်နိုင်ငံရေးအရာဒေါ်လာရေးရနေပြီးတော့ဟိုဒီနေ့နိုင်ငံရေးသမားတွေပြောလို့ရှိပါတယ်အပါဟန်ပေါ့နော်အပေါ်စီးရသွားပြီး ိုင်ငံတကာစာမျက်နှာမှာလည်း NUG ဆိုရအနေနဲ့ပေါ်စည်းရတယ် EU EU West တွေနဲ့ဒီနေ့မြန်မာဒေါ်လာရေးရလည်းပဲဗမာဒေါ်လာရေးရလည်းပဲဒေါ်လာရေးရပေါ်စည်းရပြီဆိုရင်တော့ဦးစင်းတို့ကဒီယနေ့လူလူခေါင်းဆောင်နဲ့ယနေ့ခြားသောတိုင်းပြည်ပေါ်မှာကောင်းတဲ့ခေါင်းဆောင်ကောင်းတွေကိုလွတ်မြောက်အောင်ကြိုးစားဖို့တိုင်းပြည်ပြည်ရနေ့တွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခတွေကလွတ်အောင်လွတ်ဖို့ဆိုတာမျိုးကဖြစ်နိုင်ပါတယ်။သို့တော်လည်းပဲအထူးအရာတွေဟာတကယ်တော့အပေါ်စည်းရပဲနဲ့ပေါ်တော့အပါဟဲမဖြစ်ပဲနဲ့ယနေ့တွေ့ဆုံညီနိုင်ရေးကို လေးတံပြစ်တာတွေကလည်းတော်တော်တော့မထော်မနှမ်းပဲလို့ကျွန်တော်နိုင်ငံရေးအရတော့မြင်မိပါတယ်။ဒါဟာဒီနေ့နိုင်ငံရေးမှာခေါင်းဆောင်နေကြတဲ့သူတွေဟာတကယ့်ကိုအလုပ်လုပ်နေကြတဲ့သူတွေပါ။ဦးဇင်းတို့ကတော့တိုင်းပြည်မှာတိုင်းသူပြည်သားတွေအလေးမခံရဘူး။တိုင်းသူပြည်သားတွေဆင်းရဲဒုက္ခမရောက်ဘူး။စီးပွားရေးကျန်းမာရေးတမူရေးထိုဒုက္ခတွေပေါ့နော်။အကြီးအတွေ့ပဲဆိုတိတိပေါ့နော်။တိတိတွေ့မယ်ဆိုပျောက်သွားအောင်ဆိုတဲ့စိတ်ဆင်နေတာနေတိုင်းသူပြည်သားလူထုနဲ့ဆုံးကိုစားပြီးတော့ယနေ့ပြောဆိုတင်ပြဆွေးနွေးနေကြခြင်းဖြစ်ပါတယ်။အဲ့တော့ယနေ့အဲ့လိုအခြေအနေမျိုးဆိုတော့ယနေ့တိုင်းပြည်တိုင်းသူပြည်သားတိုင်းသူပြည်သားတွေဘာတွေးလဲ။ဘာသာမျိုးမျိုးမျိုးကဘာတွေးလဲ။အဲ့တော့တိုင်းပြည်မှာကိုရိုးစုံပြီးစေနာထားတဲ့ခေါင်းဆောင်ရဲစကားဆိုယုံကြည်တယ်မြတ်တို့တွေလိုက်လာတယ်။ ယနေ့ယနေ့သူခေါင်းဆောင်ကိုဝေဦးကောင်းကဲ့သို့စစ်ဆိုးရဟာစစ်အစ်အာဏာရှင်တွေဟာဖမ်းဆီးပြီးတော့အတွင်းထဲမှာဒမိုင်းတော်ဆန်းစုကျော်အစသာသမိုင်းဥပဒေအစရှိတဲ့ပုဂ္ဂိုလ်တွေကိုထည့်ထားလို့ပေါ့နော်ဆိုတော့အဲ့ပုဂ္ဂိုလ်တွေကိုထည့်ထားလို့တော့ထည့်ထားထည့်ထားလိုက်ပြီမဲ့ယနေ့တိုင်းပြည်သားတွေကယနေ့ NUG ဆိုးရရဲ့လို့ MOD ရဲ့လို့တော်လိုင်းကြီးကိုတခဲနဲ့အပြည့်ပေါ့တရားခိုင်နှုန်းထောက်ခံခဲ့ကြတယ်နော်ထောက်ခံခဲ့ကြတယ်ဒါပေမဲ့တရားခိုင်နှုန်းထောက်ခံခဲ့ကြတယ်သူတို့နိုင်ငံကိုပြည်တွင်းပြည်ပါနေ တော့ရရဆက်ဆက်သူတို့စွမ်းသမ်းမြလူတန်းခဲ့ကြတယ်ဒါတော်လိုင်းရံမှုဝင်ဘယ်လောက်ရတယ်ဆိုတာ NUG ကယနေ့ဒီဘန်ဒါကြီးဝင်ကြီးကိုကိုယ်တိုင်ထုတ်နိုင်လို့အသိဆုံးဖြစ်မှာပါအဲ့မှာဖန်ရီဇာကြီးကြီးမားမားလှုပ်ဆောင်နေကြတဲ့သူတွေကဘယ်လောက်မှလူတော်လိုင်းဆိုးရရတယ်ဆိုတာကိုတွေ့ဆမိပါပါအဲ့ပြင်ဒီနေ့2021 2023တိုင်စိုးမှုလို့ရတယ်ဒေတာတွေကနေပြီးတော့မှတော့မြောက်တရားဇာတ်မြေပေါ်တရားဇာတ်ဘယ်လောက်အခွန်ခါတွေရတယ်ဆိုတာခွန်ခါကောက်တဲ့သူတွေရောတိုင်းစင်မြို့နယ်စင်အဲ့တော့ဒီနေ့ဆောင်ရွက်ကြပြီးတော့မှအပေါ်တိမရောက်လာဘူးဆိုရင်တော့ဒါကဘယ်လောက်ထိတော့သွားနေပြီဘယ်လောက်ထိရနေပြီဆိုတာတွေကတော့ခံမှန်းမိကြပါပါအဲ့တော့ပြောလို့ဒီမှာ ဲ့တော့ဒီလိုတွေစူးစမ်းအထုတ်ပြီးပြည်သူလူထုကဟိုဝေဥကောင်းထက်တာဆိုတော့မိုက်တော်ဥစားစုကြည်လိုခေါင်းဆောင်ကောင်းတွေအပြင်မှာမရှိပေမဲ့အမိပိုင်လှုပ်ပေမဲ့လည်းအမိပိုင်လှုပ်တယ်လို့လှုပ်ပေမဲ့လည်းယနေ့အဲ့ပုံကူတွေကိုအားလုံးထောက်ခံထားခဲ့တယ်။သို့တော်လည်းပဲထောက်ခံထားပေမဲ့ယနေ့ခေါင်းဆောင်ကောင်းရဲ့စံနမူနာမျိုးနော်ကိုရိုးမကြည့်တာမျိုးနော်အဲ့တော့ကိုယ့်ရဲ့ပြည်သူတွေရဲ့အကျိုးကိုကြည့်တာမျိုးနော်အဲ့တော့အဲ့လိုမျိုး မတွေးဘူးအဲ့တော့ကိုကအနေရရှိတယ်ဆိုအနေရရှိတယ်ဆိုလို့ရှိရင်နေရာကတော့ပြဿနာမရှိပါဘူးเนาะကမင်းကုန်တယ်ပြောသလိုပဲနေရာကပြဿနာမရှိဘူးเนาะအချက်နဲ့တရားအရေးကြီးတယ်ပေါ့သူဒီလိုပြောတဲ့စကားလေးရှိပါတယ်စကားတွေတော့မှားတယ်ကမင်းကုန်တယ်လို့ပြောတာအဲသို့တော်လည်းပဲအဲ့မှာအဲ့ဒီနေရာတွေပေါ်မှာ NGO ဆိုရအောင်ကြီးတွေဘယ်နေရာပဲရှိရှိပေါ့เนาะဘယ်နေရာပဲရအောင်ဆိုလို့မပြောလို့ဘူးသို့တော်တိုက်သူပြည်သားတွေမှာထားရှိတဲ့စိတ်စီရင်နာကအင်ဒီအားပြင်းနဲ့เนาะကိုကုန်တယ်လွတ်မြောက်တယ်လို့တိုက်သူပြည်သားလွတ်မြောက်စေချင်တဲ့စိတ်စီနာမျိုးကိုသားသမီးတွေကိုချမ်းမိုက်ပညာရေးနဲ့ပညာသင်ပြီးတော့ကောင်းကောင်းမအခမ်းသားနေထိုင်ခွင့်ရတယ်လို့တိုက်သူပြည်သားတွေကသားသမီးတွေကိုယနေ့သိကြရတာအခုဒီမှာသားရွယ်သမီးရွယ်လေးတွေပေါ့เนาะယနေ့ရဲဘော်တွေဆိုလို့ရှိရင်ဒီမှာတွေ့ကြည့်ပါအောင်ရဲဘော်ပုံလေးဆိုရောတော့ဒီမှာငငယ်လေး 这里，这里嘛，然后也我。 တော့ဆွဲဆွဲမှန်ဟင်းတို့ဒီမှာအများကြီးပဲသူတို့တောင်းနေယူပြီးတော့အသက်ငယ်လေးလူငယ်ငယ်လေးတွေကများစွာအောက်မှာအသက်ပြေးနေတယ်ဒီလူငယ်လေးရဲ့အသက်တွေအချင်းချင်းမပြေရအောင်တော်လိုင်းမှာပေါင်လာပြီးအသက်တွေပွားတွေပေးထားကြပြီအချက်ဆုံးမသွားကြပြီကိုလိုက်ငါဆွန်ထားကြတဲ့သူတွေကိုစာနာတော်အပြင်ကိုသားသမီးကိုဘေးကင်းတဲ့လူစာနာတော်အပြင်စိတ်ဆင်တာထက်တဲ့တန်တန်နဲ့ကြိုးစားအထုတ်ခဲ့မယ်ဆိုရင်ဒီငါးနဲ့ဟာအာပါဟဲကို85ရဲ့နှုန်းတော့ရသွားပြီလို့ကျွန်တော်ပြောနိုင်ပါတယ်ဒီလိုကြိုးစားအထုတ်ခဲ့ရင်စစ်ကောင်စီကလည်းတနည်းပြောရင်တော့အယူရှိပန်းနဲ့သူကပရိယာစစ်မှုထံဥပဒေကိုလုံးတော်လုံးနိုင်မှာပို့ပေါ့စိတ်ကပြရခတ်သွားပြီးတော့ပေါ့နော်ပြည်သူကလည်းအားတက်လာပြီးတော့ဒါတွေကိုလက်မခံဘူးဆိုတော့စိတ်ညှို့နေအားရတက်ကြွရတဲ့စိတ်နဲ့မရဘက်ကခုခံကာကွယ်ကြမယ် ောက်အောင်ချောင်ကြမယ်ပေါ့သို့တော်လည်းပဲယနေ့တော့ငွေပြီးပိုင်းလုံးခြံနေခဲ့တဲ့ NUG အစိုးရအနေနဲ့တော့ဘုန်းကြီးတို့လိုပဲပြောပါတယ်နိုင်ငံရေးမှာနော်ဆိုတော့အဲ့တော့အဲ့လိုခြံနေခဲ့တဲ့အစိုးရဘိုင်းဟာတတိပြောတော့လှုပ်လို့ရတယ်တော့လှုပ်လို့ရပါလေနဲ့ကိုသားသမီးတွေကဲ့သို့တိုင်းသူပြည်သားတွေမှာလူငယ်တွေတပိပွားပေးနေပေါ်မှာတတိပြောရင်တော့ဘုန်းကြီးတက်လက်ပြောမယ်စာနာစိတ်အားနေပါလေတိုင်းသူပြည်သားတွေမှာမေတ္တာရှိတယ်လို့ဗဇက်ကပြောမယ်လေမေတ္တာရှိတယ်လို့ဗဇက်ကမြည်ပေးမယ်နှလုံးသားတွေကလာပြီးတော့လက်တွေလှုပ်ဆောင်ချက်တွေတော်တော်ကို အားနဲ့ကင်းမဲ့တော့တွေ့ရမှာအဲ့ဒါဘာလဲဆိုရင်ယနေ့တိုင်းပြည်မှာသူတို့ energy mod အောက်မှာရှိတဲ့ဦးဇင်းတို့ဒေါ်လာအဖွဲ့ဟာတန်ရင်ပေါင်း300ကျော်ဟုတ်လား PD တန်ပေါင်း300ကျော်နောက်ဘက်ကဘာဘာ150ကျော်နဲ့တရင်ကို190ကျော်နဲ့ချိုးတာပါ 120ပြီးတော့900ဆိုတော့900ကျော်ဆိုတော့စဉ်းစားကြည့်ပါဦးတသိန်းကျော်ရှိတယ်ဆိုပြီးတော့ကြေညာထားတယ်တို့တော်လည်းပဲတကယ့်ရှိတဲ့အရှိကတော့မိမိတို့ပဲသိကြတယ်မြေလူစင်းတို့ထင်ပါတယ်တို့တော်လည်းပဲယနေ့တော့ဒေါ်လာရင်းမှာတော့လူစင်းတို့ဓာတ်ရီတော့မပြောလို့တော့အဲ့ဒေါ်လာရင်းမှာဘယ်လောက်များဒေါ်လာရင်းရဲ့ထောက်ပံ့တော့ဒေါ်လာရင်းထောက်ပံ့ပစ္စည်းတွေဘယ်လောက်များထောက်ပံ့ထားတယ်ဆိုတာလူငယ်တွေဒေါ်လာရင်းထဲမှာအားလုံးတည်ဆုံးမှာပြည်သူတွေလက်တော်တော်ရေးမိနေပါပြီအဲ့တော့ဆိုလိုတာကမိမိတို့လောက်ရမယ်လို့ကဒေါ်လာရင်းရဲ့ရံပုံငွေကိုခေါင်းဆောင်ခေါင်းတွေအပေါ်မှာလူစင်းတို့တတပြီးပြောနေတာမျိုးမဟုတ်ဘူးခေါင်းဆောင်ခေါင်းတွေကအဲ့လိုကိုကျိုးစိုးစိုးတရားတော့တိုင်းပြည်သားတွေကမျက်နှာတွေခေါင်းဆောင်ခေါင်းကတော့နှစ်စာတို့ကြိုးစားလို့ရှိရင်ပြည်သူလူထုကအစတရားကြိုးစားပြီးလိုက်တယ်ယနေ့ခေါင်းဆောင် ောင်ကောင်းဝေဥပေါင်းလို့ဖတ်တဲ့ခံလိုက်ရတော့စစ်တပ်အတွင်းအရာရှိစစ်တီနဲ့မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပေးကြရန်နှင့်ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်ရန်မင်းအောင်လှိုင်ညွှန်ကြား အကျန်းစစ်တပ်အတွင်အရာရှိစစ်တီနှင့်မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပေးရန်မင်းအောင်လှိုင်ကအမိတ်ပေးညွှန်ကြားလျက်ရှိသည်ယမန်နှင့်အော်တိုဘာ16ရက်နေ့ကိုကိုကျွန်းတက်နယ်သို့ရောက်ရှိခဲ့သောအကျန်းဖက်မင်းအောင်လှိုင်ကစစ်တီအရာရှိများနှင့်တွေ့ဆုံစဉ်ထို့သို့ရွေးကောက်ပွဲတွင်စစ်တပ်နှင့်တပ်ဆိုင်သူများဆန္ဒမဲပေးကြရန်အမိတ်ပေးလာခြင်းဖြစ်သည် ကိုကိုကျွန်းတက်နယ်တွင်မင်းအောင်လိုင်းကမကြမီအချိန်အတွင်းရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ဆန္ဒမဲ့ပေးရာတွင်မိမိတို့ဒေသနှင့်နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာဆောင်ထိန်သည့်သူဒို့တာဝန်ရေးသုံးပါးကိုလိုက်နာဆောင်ထိန်လိုက်နာသည့်သူနိုင်ငံရေးစီးပွားရေးကာကွယ်ရေးအမြင့်ရှိသူကိုရွေးချယ်ကြရန်လိုကြောင်းမင်းအောင်လိုင်းကဆိုသည် တက်သေးမှာတော့ဘသူကိုမဲပေးပါဆိုပြီးညွန်ကြားချက်တရက်ဝင်တော့မထွက်လာသေးပါဘူးဒါပေမဲ့2023တုန်းကမဲပေးမဲ့ရက်မတိုင်မီတရက်မှာကြီးခိုင်ဖြိုးကိုမဲပေးရမယ်ဆိုပြီးအမိတ်ထွက်ပါတယ်အခုလည်းတက်ချုပ်ရဲ့စကားအရာဒုတာဝန်ရေးသုံးပါးစောင့်ထိမဲ့သူနိုင်ငံရေးကာကွယ်ရေးအမြင့်ရှိသူဆိုတာကတက်မတော်ကအငိမ့်စားစစ်ဘိုလ်ချုပ်တွေကိုရည်ညွှန်းနေတာပါကြီးခိုင်ဖြိုးကလာမဲ့တက်မတော်အရာရှိဟောင်းတွေကိုပဲမဲပေးလို့ပြောနေတာပါပဲရွေးကောက်ပွဲအနီးကပ်ရောက်ရင်တော့ဘသူကိုမဲပေးပါဆိုတာတရားဝင်ညွှန်ကြားချက် တက်ထွက်မဲ့ထင်တယ်ဟုစစ်ဖက်တရင်ရင်မြစ်ကပြောဆိုသည်ထို့ပြင်မင်းအောင်လိုင်ကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်းရှိအရာရှိစစ်တီနှင့်မိသားစုဝင်များအားလုံးပူးပေါင်းတူးမြတိုင်းဝန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကိုကိုကျွန်းတက်နယ်တွေ့ဆုံပွဲတွင်ညွှန်ကြားချက်ပေးထားသည်ဝေးပြီးပိုင်းလို့လှုပ်ရှားတဲ့ပုံကိုယ်တွေကအသက်ဝင်ပြီးတော့မှလှုပ်ရှားမလာပဲနဲ့တော့စားစုရှိတဲ့ပုံကြီးတမနာဝင်းမြေဆိုတဲ့ပုံကြီးကိုပဲပြည်သူလူထုကိုပြထားပြီးတော့မှ ယနေ့မိမိတို့ရဲ့လုံဆောင်ချက်ကတော့အင်မတန်ကိုနော်တတိပြောရင်တော့စေနာလဲနဲ့ညံ့လဲညံ့ဖြစ်နေတယ်လို့ကျွန်တော်ဒီနေရာနေတဲ့တယ်ပဲပြောပါတယ်ဆိုတော့အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့တွားနေလို့မရဘူးကိုကခေါင်းဆောင်ဆိုတာဘာလို့တော့ဆိုတော့တိုင်းပြည်သားရဲ့ကျိုးကိုရဲ့တော့တတ်သားတွေဟုတ်လားပြည်ရဲ့တတ်သားတွေနော်တပိပေါ်ကပြနေတယ်ချို့သောပကပပါပါတွေကဘာချူးစီပွားမှမရှိဘာခွန်မှမကောက်ပါဘူးဆင်းရဲနေတာခက်ခဲနေဆောင်းနေလူမှုတွေကြမ်းမာရဆာခက်ခဲနေတာညညစွာရှိတယ်တချို့ပကပပါပါတွေခွန်ကောက်လို့ရတယ်တတိဖြစ်နေဒါတွေကတော့တော်လိုင်းမှာမျှဝင်မယ်ဆိုစိတ်နေစိတ်ထားတွေအင်မတန်ကိုရှိဖို့လိုအပ်ပါတယ်ကဲကောင်းပြီအခြေရလိုအပ်ချက်တွေညညစွာရှိခဲ့ပြီအဲ့လိုအပ်ချက်တွေကိုပြုပြင်ပြီးတော့မှယနေ့တော်လိုင်းရဲ့ချူးစီပွားရနော်ပ ြည်ပြည်ပါလူထပ်ထားတဲ့တော့များစွာသောအမေရိကန်ဒေါ်လာဒါတန်600လောက်ကြီးညာခဲ့တယ်ခင်ဗျာကျွန်တော်ထောင်ရှိပါပါထောင်ကျော်လောက်ပါပြီเนาะဆိုတော့အဲ့လိုရှိတဲ့ငွေကြေးတွေကို ဘန္ဒာကြီးမှာအစိုးရတည်နေဥပထားပဲနဲ့တော်လိုင်းကြီးမှာကလေးတွေကိုစောင်းနေရစေးစေးရပြည့်စုံလုံးတော့တော်လိုင်းကြီးကထောက်ပံ့လုံးတော့တော်လောင်းပြီးတော့လှုပ်ဆောင်တဲ့အချိန်ခါမျိုးလဲရောက်နေပြီလို့ဦးစင်းနေတဲ့ထူထိုက်တွန်းပြောကြားလိုပါတယ်အဲ့တော့ဒီလိုလှုပ်ဆောင်မှုတွေကင်းမယ်ဆိုလိုကတော့ယနေ့စောင်းတာပြောလို့ပေါ့အာရာယနေ့အာရာချေကဘာလုပ်သွားလဲအဲ့တော့ယနေ့ဒီလိုတွေလှုပ်ဆောင်မှုတွေရော်ရဲတဲ့ခါကျတော့ယနေ့စစ်မှုထမ်းမှုတွေလို့မရေစစ်မှုထမ်းမှုတွေပြထားလိုက်တဲ့ခါမှာလူငယ်တွေကအခု NUG ဆိုရရဲ့အောက်မှာရှိတဲ့တချို့သောတော့ EO EO ဒေသတွေမှာခေါ်ပြီးမဲ့လဲမလာတော့ဘာလို့အရှိန်အဟုန်တွေတည်နေတာလဲ နော်အချိန်တွေတည်နေတယ်အဲ့တော့ဒီခက်ခဲတွေဖြစ်နေတယ်ငါမိပါလဲပန်းခံအောင်မယ်ဆိုတဲ့ခါမှာစိတ်တွေကကြာပြီးတော့နောက်ဆုံးတနေ့တော့ပတ်စံပေးလို့ဝင်လာတို့ပတ်စံပေးပြီးထုတ်ထားတာတို့အဲ့တော့အားလုံးကဒီထဲမှာဝင်ရောက်သွားတာဆိုအခုတင်းချီသွားပါပြီဒါညင်လို့မရတဲ့အရာပဲမျိုးမီးပတ်စံတော့နှစ်ပတ်ဖြစ်သွားပြီအဲ့တော့အမျိုးသားပတ်စံက9ပတ်ကျော်10ပတ်ထဲကိုတက်ရောက်သွားပြီအဲ့တော့တစ်ပတ်က9000လုံးလဲဆိုတွက်ကြည့်ပေါ့ ဟုတ်တယ်မလားတင်းကြော်သွားပြီတင်းကြော်ရသွားပြီအဲ့တော့ဒီဓာရီဖြစ်ရတာဘာလဲဆိုတဲ့ခါကျတော့ယုံကြည်မှုပေါ့နော်အဲ့တော့ကိုရီပေါ်မှာဒေါ်လာရေးဆိုးရပေါ်မှာယုံကြည်မှုဒေါ်လာရေးဒေါ်လာရေးပေါ်မှာယုံကြည်မှုတွေကိန်းစိတ်တဲ့ခါမှာထုတ်ဖြစ်ဆွေးနွေးနေတာယနေ့တွေ့ကြုံရတာပါပြည်နိုင်ငံရေးရတဲ့ကိုနိုင်ငံတကာတိမပြမှုကလည်းအမှန်တမ်းအားနေသွားပြီအဲ့လိုအခြေအနေမျိုးတွေကြောင့်အာနာရှင်ဟာတရုတ်အာနာရှင်ဆိုးရရဲ့ထောက်ခံမှုအိန္ဒိယဆိုးရရဲ့ထောက်ခံမှုနော်အာဆီယံတော်တော်များများရဲ့အလဲပြောင်းပေါ်မှာအကျိုးစီးပွားနဲ့ရက်တိပေးမှုဆိုတဲ့အရာတွေနဲ့နိုင်ငံတကာစာမျက်နှာပါသူကအဲ့လိုအခြေအနေရနေပြီးတော့မှကိုရီရဲ့ energy ဆိုးရအနေနဲ့တော့ဘယ်သူမှမတော်အတိမမပြဘူးတော့တီမူကတော့အတိမမပြရတော့ပဲနဲ့စစ်ကောင်စီအတိမမပြမှာ ဒီအာဆီယံဖွဲ့ဝင်ဖြစ်မှာမလို့စစ်ကောင်စီနဲ့ပူးပေါင်းရတဲ့အခြေအနေမျိုးကိုတက်ရောက်သွားနေပြီမဟုတ်ဘူးလားဒါကြောင့်မို့လို့ဘုချုံထုံးပြနေတဲ့စကားပြောလို့ပဲ NGO ဆိုရကမဟာမိတ်တွေမစည်းလုံးမှုမဟုတ်ဘူးဗျာသို့တော်လည်းပဲအလို့လို့တော့အတူတူသမင်းစားတော့တို့ကြည့်ပဲမခေါ်တော့ဘူးဆိုတဲ့အခြေအနေမျိုးကြီးကတော့ကျန်တဲ့သူတွေလည်းမယုံရဲတော့အဲ့တော့ယုံရဲအောင်ကျွန်တော်တို့အဲ EO EO တွေနဲ့တွေ့ဆုံပြီးပါပြီဆိုတာတဲ့လက်တွေ့လှုပ်ဆောင်ချက်ပြတဲ့ထုတ်ဆောင်မှုမျိုးတွေကိုဆောင်ရွက်နိုင်ဖို့အရေးကြီးပါတယ်တိုင်းပြည်ကိုဒါကြောင့်မို့လို့ဘာလို့အပ်နေလဲဆိုရင်အဲ့တော့လူငယ်တွေမှာတကယ်တော်လိုင်းရဲ့အကျိုးစီးပွားကိုတကယ်စောင့်ဝင်ရေးတော့တော်လိုင်းရဲ့ထောက်ပံ့တွေကိုစနစ်တကျတော်လောက်မှာကျန်တဲ့အခုဆိုကြပါစို့အခုမောင်ဆောင်ခါတို့လို့ဟုတ်လားဥပမာပေါ့ဒေသဆန်းတို့လို့သို့သူတို့ဆိုတို့လို့ အဲအခုရှားကြီးပါတယ်ဗျအမမဒီရောအမအများကြီးပဲဟိုမှာရှိကြတယ်တစ်ပိုင်းမှာဆိုလည်းအများကြီးရှိတယ်အဲ PDF PDF ပေါ့အများဆိုတာစီယုံပြီးပြောလိုက်ရတယ်ဆိုတော့အဲ့လိုပုံပုံတွေကစုပေါင်းပြီးတော့အညာမြေမှာလူငယ်ခေါင်းဆောင်တွေအင်အားကောင်းကောင်းနဲ့ရှေ့တိုးပြီးတော့မှယနေ့တိုက်သူပြည်သားတွေမှာစစ်နေဆိုးအောင်အနေနဲ့မနစ်ညော့အောင်ကိုရီးယားလိုအပ်ချက်တွေပြုပြင်ပြီးတော့တိုက်သူပြည်သားတွေရဲ့အစီခံပြီးတော့မှမူလတွေကတပိပွားပြီးလွတ်မြောက်လာတဲ့စိတ်ဆင်နာပေါ့အကျိုးစီးပွားနဲ့တိဆောက်ကြပဲကိုအကျိုးစီးပွားနဲ့တိဆောက်ကြပဲကိုစဖွဲ့စီးအကျိုးစီးပွားတိဆောက်ကြပဲနဲ့တိုက်တီရဲ့အကျိုးစီးပွားကို